ရှိဦးစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။တမန်ကျမ်းစာပြောပါတယ်။ဤနေ့ရက်ဒီသာရဘုရားစီရင်ထားတဲ့နေ့ရက်ဖြစ်တဲ့အတွက်ယနေ့ဝမ်းမြောက်ပါတယ်။ဒီနေ့အချိန်မှာဘုရားသခင်ရဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုအတူတကွခံယူခွင့်ရမှာဖြစ်လို့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတာဖြစ်တယ်။ဘုရားသခင်ကျွန်တော်ကိုဖွင့်ပြခဲ့တဲ့ဟာလေးတစ်ခုဒီကနေ့ဝင်ခပေးခြင်းပါတယ်။တမန်ကျမ်းစာတနေရာကိုကျွန်တော်စဖတ်ပေးခြင်းပါတယ်။ တိမောသေဩဝါဒစာပထမဆောင်ခန်းကြီး2အခန်းငယ်5ဖယားသခင်တဆူတဲ့ရှိတော်မူ၏ဖယားသခင်နဲ့လူတို့ဤဆက်ကြားမှာလူဖြစ်သောယေရှုခရစ်တည်းဟူသော အာမခံတူတည်းရှိ၏အငယ်6မှာထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငါကိုကိုကိုစွန့်တော်မူပြီး ကာလအချိန်တန်မှာတည့်တေခံခြင်းရှိ၏အချိန်ဆိုတာကိုစဉ်းစားစီရင်တဲ့ဒီကနေ့ကျွန်တော်ဝင်ငှပေးခြင်းတဲ့တည်င်းကောင်းကတော့ဖရာသခင်စီမအယံကောင်းတဲ့နိုင်တလုံးရှိတယ်အာမင်အချိန်ဆိုတာနိုင်ဆိုတာအချိန်အတွက်ဖြစ်တယ်ဒီနေ့ဖရာသခင်ကဒေသနာကျမ်းအခန်းကြီး၃ထဲမှာခတ်သိမ်းသောအရာတို့ဟာ မိမိတို့အချိန်ရှိပါတယ်တဲ့မိုးကောင်းကင်အောက်၌ကြံစီသည်မအတီးတီးတို့ကိုပြုရသောအချိန်ရှိပါတယ်ဖွာချိန်နဲ့တေချိန်လည်းရှိတယ်တဲ့ဖွာချိန်ဆိုတာကမွေးဖွားလာတဲ့အချိန်မှာ အသက်ရှင်လာတယ်မျိုးလုံးစဖွင့်လာတေချိန်ဆိုတာကတော့အသက်ရှင်နေနဲ့တေသွားတယ်မျိုးလုံးဖိတ်သွားတယ် အခု၃ယောက်လောက်မျိုးလုံးစဖိတ်ပြီဆိုတာကျွန်တော်ခံစားမိတယ်ဒီလိုအချိန်ဆိုတာရှိပါတယ်နောက်ဘာထည့်ရထားလဲဆိုတော့ငိုရတော့အချိန်နဲ့ရီရတဲ့အချိန်လည်းရှိတယ်ညီးတွားရတော့အချိန်နဲ့ကခုံရတော့အချိန်လည်းရှိတယ်ပိုအေးကြီးလာချိရတော့အချိန်နဲ့မုန်းရတော့အချိန်ရှိတယ် အယံအမွန်းတင်ပြီးတော့မှဂုံပြုတ်စကားတွေနဲ့ချီးမွမ်းပြီးတော့မှအယံချစ်ပြီးခေါ်ရတဲ့အချိန်ရှိသလိုတခါတခါမှတကောင်စင်းတွေထဲမှာမှတ်ပုံတင်မှတ်ပုံတင်တွေထဲမှာဘယ်တော့မှမပါမဲ့တရိษံနာမင်းတွေတက်ပြီးခေါ်တဲ့အချိန်လည်းရှိပါဒီလိုဟာတွေဟာရှိရမယ်လို့တမချန်းစာပြောထားတာဖြစ်တယ်ဒါတင်မကဘူးအချိန်တိုင်းမှာသူ့အချိန်နဲ့သူရှိနေပေမဲ့ အဲ့ဒီအချိန်တွေအားလုံးကလိုအပ်ချက်တွေများစွာရှိနေစင်းဖြစ်။ဘာကြောင့်လဲဆိုတော့ဒေသနာဆရာကဒေသနာကျမ်းအခန်းကြီး1အခန်းငယ်8ထဲမှာဒီလိုပြောထားတယ်။ခတ်သိမ်းသောအရာတို့ဟာလူမပြောနိုင်အောင်ပင်ပန်းခြင်းနဲ့ရှင်ပါတယ်တဲ့။မျက်စိဟာမြင်နေရင်လဲမကုန်တတ်ဘူးတဲ့။နားကဘလောက်ကြားကြားတော်ပြီဆိုတာမရှိဘူး။ကြားလို့လဲမဝတတ်ဘူးတဲ့။ ဒါကျွန်တော်တို့လူတွေအတွက်ဘုရားသခင် ခွဲခန့်ထားတဲ့အချိန်တစ်ခုဖြစ်တယ်လို့ဒီကနေ့မှာဘုရားသခင်မှာအရန်ကောင်းတဲ့နိုင်တလုံးရှိတယ်ဆိုတာကဘုရားသခင်မှာလဲသူ့အချိန်ရှိတာဖြစ်ပါတယ်ဘုရားသခင်ရဲ့အချိန်ကဘာလဲဆိုတော့တိမောသေဩဝါဒစာပထမဆောင်အခန်းကြီး2အခန်းငယ်6မှာခုနပါပေါ်ပြထားလဲဆိုတော့ကာလအချိန်တန်မာလို့ပေါ်ပြထားတယ်ကာလအချိန်တန်မာဆိုတာဘယ်အချိန်လဲဆိုတော့ ဖယားသခင်ကိုယ်တိုင် तू ခွဲခန့်ထားပြီးသားဖြစ်တယ်။အဲ့ဒီအချိန်မှာဖယားသခင်က तू ကိုယ်တိုင်ပဲလှုပ်ဆောင်ပေးတဲ့အချိန်ဖြစ်တယ်။အဲ့ဒီအချိန်ဟာဘယ်အချိန်ဖြစ်မလဲဆိုတော့အချိန်တိုင်းကာလတိုင်းအတွက် ကုံဆုံးရဲ့မရှိဘဲနဲ့ဖယားသခင်ရှင်မှာအမြဲတမ်းရှိတာဖြစ်တယ်။ဒါဆိုရင်ဒီလို အချိန်တွေဟာဘာအတွက်ဖြစ်မလဲ။ဖယားသခင်ရဲ့ကိုပိုင်အချိန်ဟာကျွန်တော်တို့လူသားတွေအတွက်ဘာဖြစ်မလဲတတိအခန်းကြီးနှစ်အခန်းငယ်6မှာပဲ ထိုအာမခံဟာလူအပေါင်းတို့ကို ရွေးအံ့သောငါလို့ပြောထားတယ်ကျွန်တော်တို့လူသားတွေကို ရွေးဖို့အတွက်ဘုရားသခင်ကသူ့မှာခွဲခန့်ထားတဲ့အချိန်ရှိထားပြီးသားဖြစ်ဒါဆိုရင်အဲ့ဒီအချိန်ကဘယ်အချိန်ဖြစ်မလဲစိတ်ဝင်စားစရာဘုရားသခင်ရှိမှာ ကိုယ်ပိုင်အချိန်နှစ်ချိန်ရှိကြောင်းတမန်ကျမ်းစာအပြင်ကျွန်တော်ကိုဘုရားသခင်ကနားလဲစီဆိုတော့ဘုရားရဲ့အချိန်နဲ့အခုဘုရားသခင်မှာကိုယ်ပိုင်အချိန်တစ်ခုရှိတယ် အဲ့ဒီအချိန်ကိုပေါ်ပြတဲ့အခါမှာတင်းမှာဖြစ်နေတာနဲ့တူတယ်ဆိုရင်ကျေးဇူးတော်ချီးမွမ်းပါအဲ့ဒီအချိန်ဟာယခုပင် ဖရာသခင် အလုတ်လုတ်ပေးခြင်းတဲ့အချိန်ဖြစ်ပါတယ်ယောမဩဝါဒစာခန်းကြီးငါခန်းငယ်6မှာဗာရေးထားလဲဆိုတော့ငါတို့ဒီတဲ့အကျိုးနဲ့ရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည်မတရားသောသူတွေအတွက်ကြောင့်အသေးခံတော်မူ၏ ဖယားသခင်ရဲ့ပထမအချိန်ကဘာလဲဆိုတော့အကျိုးနဲ့ရှိနေတဲ့အချိန်ဟာ သူ့ရဲ့အချိန်ဖြစ်နေပါတယ်။သင်အကျိုးနဲ့နေတယ်လို့ခံစားရတယ်ဆိုရင်အဲ့ဒီအချိန်ဟာဖယားသခင်တင့်ကိုလှုပ်ပေးခြင်းနဲ့၊ကူညီပေးခြင်းနဲ့အချိန်နိုင်ဖြစ်နေပါတယ်။ဒါဆိုရင်ဘာဖြစ်လို့အကျိုးနဲ့ရတာလဲ။မတရားသောလို့ပါလာတယ်။တမာတရားနဲ့မညီတဲ့အရာတွေတင့်အသက်တာထဲမှာနေရာရသွားတဲ့အတွက်ကြောင့် အကျိုးနည်းနေရခြင်းဖြစ်တယ်။ဒါပေမဲ့အဲ့ဒါကအားငယ်စရာမဟုတ်ဘူး။အဲ့ဒီလိုလမ်းလွဲနေတဲ့အချိန်အကျိုးနည်းနေတဲ့အချိန်ဟာယေရှုကတင့်ကို ကူညီဖို့ အချိန်ဖြစ်နေပါတယ်။နောက်ပါထပ်ရထားသေးလဲဆိုယောမဩဝါဒစာအခန်းကြီး၅အခန်းငယ်၈မှာငါတို့သည်တဲ့အပြစ်ရှိစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည် ဖြစ်၍ ဖရာသခင်ဒီငါတို့ကို အပေမြှောက်ချစ်တော်မူဒီကိုငါတို့အားထင်ရှားစွာပြနောက်ထပ်ဖရာသခင်ရဲ့အချိန်ကဘာလဲဆိုတော့အပြစ်ရှိနေတဲ့အချိန်ဟာတင့်ကိုအပြစ်ကနေကယ်တင်ဖို့သူ့ရဲ့အချိန်ဖြစ်နေပါတယ်ဒါကြောင့်ဒီကနေ့အပြစ်ရှိတဲ့အခါမှာအကျိုးနည်းခြင်းတွေဟာနေရာရလာအကျိုးနည်းလာတဲ့အခါမှာတမာတရားနဲ့အညီသွားနိုင်ဖို့ဆိုတာတော်တော်ခက်သွားပါတယ်ဒါပေမဲ့ဒီနေ့တည်င်းကောင်းอ่ะ အပြစ်ရှိနေတဲ့အချိန်သင်အခုချိန်မှာ အကျိုးနည်းနေတယ်လို့ခံစားနေတဲ့အချိန်ဟာဖယားသခင်ရဲ့ကြီးလကြီးမားလှစွာသောချစ်ချင်းမေတ္တာအဖြစ်ကယ်တင်ခြင်းရမယ့်အချိန်ဖြစ်ပါတယ်။ဒါဆိုရင်နည်းနည်းရှင်းပြရမယ်ဆိုရင် ပုံနားလဲအောင်အကျိုးနဲ့တဲ့အပြစ်ရှိတယ်ဆိုတာဘယ်လိုဖြစ်နိုင်လဲဆိုတော့တမန်ကျမ်းစာတွေပဲကျွန်တော်ဖတ်တဲ့အခါ6ချက်ကိုကျွန်တော်တွေ့ပထမတစ်ချက်ကဘယ်လိုဖြစ်စေလဲဆိုတော့ဖယားနဲ့ ဝေးกว่าချင်းဖြစ်သွားစေတယ်ပထမတစ်ချက်ဖျားနဲ့ဝေးกว่าချင်းဟာစပြီးတော့မှတင်းရဲ့အပြစ်နေရာယူချင်းဖြစ်တယ်နောက်တစ်ချက်ဘာဖြစ်လဲဆိုတော့တင်းမှာအစွမ်းဆိုတာမရှိနိုင်တော့ဖျားတခင်နဲ့ဝေးกว่าတဲ့အချင်းနေစတင်းမှာစုဂျေစုရှိနေရင်တောင်မှအဲ့စုဂျေစုနဲ့အတုံးတော်ခံမဲ့နေရာကဘယ်တော့မှမချိတ်ဆက်နိုင်ဘူးဖြစ်တယ်တင်းမှာဘလောက်အစွမ်းဆရှိရှိထုတ်သုံးလို့မရဘူးဖြစ်နေတယ်အဲ့ဒီလိုဖြစ်သွားတယ် ဖះနဲ့ဝေးရင်အစွမ်းစတွေဟာနေရာမရနိုင်အရည်ချင်းတွေမပေါ်လာနိုင် စုကျေးစုတွေဟာအမြဲတမ်းတိမ်မြုပ်နေတယ်နောက်တစ်ချက်ဘာထပ်ဖြစ်လဲ weak သင်ဟာအမြဲတမ်းအားနည်းနေပါတယ်ကျမ်းပါမယ်အလုပ်တွေရှိရင်ရှိမယ်ဒါပေမဲ့ဘယ်သူမှမသိတဲ့ကလကာနောက်ွယ်မှာသင်ခံစားနေရတဲ့အရာတွေအတွက်သင်ယုံခံနေရအရှိမာတော့သင်ဟာရှင်တစ်တကောင်လို့ဖြစ်မယ်ကျက်တစ်တကောင်လို့လှင်းမြတ်မယ်ဒါမဲ့ဘယ်သူမှမသိတဲ့နောက်ွယ်မှာ တငယ်ချင်းတွေပြောသလိုကြွက်စုပ်လေးတကောင်ရေထဲကျသွားသလိုရေထဲကပြန်တက်လာတော့လွတ်ပြီလို့ထင်တယ်ကြောင်ကထက်လိုက်တော့ပြေးလိုက်တော့ရွှွန်ထဲထက်ကျသွားတော့ပြန်တက်လာတော့သူ့ကိုခန္ဓာအမွှေးတွေအားလုံးကဂျယ်လိမ့်ထားသလိုထောင်နေတယ်တခါခါအရှိမချင်တဲ့အနောက်မှာအဲ့ဒီပုံစံဖြစ်နေတတ်တယ်အဲ့ဒါဟာ weak ဖြစ်တယ်ဘယ်သူမှမသိပေမဲ့သင်ယုံကန်နေရတဲ့အရာမျိုးရှိသွားတတ်တယ်နောက်တစ်ခုဘာထပ်ဖြစ်တတ်လဲဆိုတော့သင်ဟာဘဝမှာ အကူအညီမရနိုင်တော့တဲ့အခြေအနေမျိုးဖြစ်သွားတတ်။ကူညီတဲ့လူတွေအများကြီးရှိတယ်လို့သင်ထင်ပေမဲ့တကယ်တကယ်သင်အရေးရဲ့အကြောင်းရဲ့ကြုံလာတဲ့အခါမှာသင်ပဲကြံခဲ့။တခါခါမှမကူညီချင်တာမဟုတ်ပေမဲ့ကူညီလို့မရနိုင်လောက်အောင် ဖြစ်သွားတဲ့အခြေအနေမျိုးရောက်သွားတတ်တယ်။ဒါတွေအလုံးဟာအကျိုးနဲ့ချင်းရဲ့ရလတ်။နောက်ပါထပ်ဖြစ်တတ်သေးလဲဆိုတော့ rebellious သင်ဟာ မှားယွင်းတဲ့ယုံကြည်ခံယူချက်တွေနေရာဆယူလာတယ်။ဖယားသခင်ကိုနာခံတာကောင်းတယ်လို့သိပေမဲ့မထင်ထားဘဲနဲ့တမာတရားကိုဆန့်ကျင်နေတဲ့လူတစ်ယောက်ဖြစ်သွားတယ်။ကြီးစုတော်ကိုနားထောင်နေပေမဲ့တကယ်အသက်ရှင်နေတာကဆန့်ကျင်ပဲဖြစ်နေတတ်တယ်။ယေရှုအားလုံးလှုပ်ပေးပြီးပြီဆိုတာကိုအမြဲတမ်းဝန်ခံနေသဘောတူမင်ပေမဲ့ဘယ်သူမှမသိတဲ့နောက်ွယ်မှာတင်တကယ်စူးစမ်းနေရတဲ့အခြေအနေမျိုးဖြစ်နေတတ်တယ်။ နောက်ဆုံးတစ်ခုကဘာဖြစ်သွားတတ်လဲဆိုတော့ဘယ်နေရာမှာမှအတုံးရလို့အတုံးတဲ့လို့မရတဲ့ပုံစံမျိုးဖြစ်သွားတတ်တယ်ဘဝဒါတွေဟာအကျိုးနှဲချင်းရဲ့ရလဖြစ်တယ်ဆိုတာဝိညာဉ်တော်ကျွန်တော်ကိုပေါ်ပြပေးဒီနေ့တည်ငောင်းရှိပါတယ်ဒီလိုအရာတွေကြုံလိုက်တိုင်းမှာဒီအကြောင်းကိုသင်ကြားတဲ့အခါဖခင်နဲ့ဝေးကွာသွားပြီလို့သင်ခံစားတယ်ဒါကြောင့်သင်မှာရှိတဲ့စုကျေးဇူးတော်မှာတုံးမဲ့နေရာမရှိတော့ဘူးဖြစ်နေနောက်တစ်ခုသင်ဟာမတိတဲ့ နောက်ွယ်တစ်ခုခုမှယုံကန်နေရတယ်မတီးတဲ့နောက်ွယ်တစ်ခုခုမှတင်ဘသူမှမပြောရဲလောက်အောင်ပင်ပန်းနေတဲ့အရာမျိုးရှိတတ်နောက်တစ်ခုတင်ဟာအကူအညီရှိတယ်လို့ထင်ရပေမဲ့တကယ်တကယ်မှာတင်တယောက်တည်းဖြစ်နေတဲ့ဟာမျိုးဖြစ်နေတတ် နောက်တကယ်တကယ်သင်ဟာဖះကိုတကယ်ကိုးကွယ်တယ်စာငတ်တယ်လို့အယံမျော်လင့်ပေမဲ့တကယ်တကယ်မှာတော့သင်ဟာတမာတရားကိုဆန့်ကျင်ပြီးတော့မှအသက်တာကိုတိဆောက်နေတာမျိုးကြီးဖြစ်နေတတ်တယ်။နောက်ဆုံးမှာဘာဖြစ်တတ်လဲ။ဒီရာတွေကြောင့်အသုံးပြုခွင့်မရတော့တဲ့အရာမျိုးဖြစ်နေတတ်တယ်။ဒီနေ့တမာကျမ်းစာထဲမှာယောနဆိုတဲ့လူတစ်ယောက်ရှိတယ်။ဖះသခင်ရဲ့စကားကို နားမထောင်တဲ့အချိန်မှာသူဟာဖះရှိရနဲ့အဝေးဆုံးဆရောက်သွားတဲ့အချိန်မှာ powerless ဖြစ်သွားတယ်။ယောနာဟာဘယ်လောက်ထိအစွမ်းရှိလဲဆိုတာနိနဝေမြို့မှာအေးဝင်ကလေးဟောတာတောင် ပြေးပြီးဟောတာ။သူ့မှာပြေးနိုင်တဲ့ခွန်အားလည်းရှိတယ်။ပြေးပြီးဟောနိုင်တာဆိုတော့ကဘာပေါ်မှာဒီနေ့ထိကျွန်တော်ကြားမိသလောက်သူ့ပဲရှိအောင်မယ်။ဒါပေမဲ့ဒီလောက်အစွမ်းရှိတာတောင်မှဖျားနဲ့ဝေးတဲ့အချင်းနေစဘယ်မှာမှ ထွက်ပြေးလို့မရတဲ့နေရာကိုရောက်သွားရှာတယ်။နောက်တစ်ခုဘာဖြစ်လဲ weak ူဟာတော်တော်လေးဘသူမှမသိပေမဲ့ तू ရှိတဲ့နေရာဟာငါရဲ့1 byte ထဲမှာတော်တော်အားနေသွားတယ် तू ဟာအရန်ယုံကန်ခဲ့ရနောက်ပါဖြစ်လဲအရာရာဟာဆန့်ကျင်ဖို့ဖြစ်လာစေတယ် तू အဲမှာအရာရာဟာဘုရားသခင်မကောင်းဘူးထင်တယ်ဘုရားသခင်ငါ့ကိုမေ့သွားပြီထင်တယ်ဒါတွေဟာတိုက်ဆိုင်မှုမဟုတ်ဘူးအကျိုးဆက်ကသူ့အသူသွားရှာတယ်နောက်ဆုံးမှာတချိန်လုံးက prophet ဖြစ်ခဲ့တဲ့ယောနာအခုဘယ်ရောက်သွားပြီလဲလို့ရှာလို့မရတော့တဲ့နေရာကိုရောက်သွားတယ် လူပြောက်ဆိုတာရှာလို့ရတယ်ယောနာပြောက်တာလည်းအံ့ဩစရာမြေကြီးပေါ်မှာပြောက်တာမဟုတ်ဘူးရေထဲမှာပြောက်တာမဟုတ်ဘူးငါးပိုက်ထဲမှာဆိုတော့နေရာကို location ရှာလို့မရတော့အဲ့ထဲမှာတကယ်သုံးမရတဲ့နေရာထဲမှာကျင်းတဲ့ကြက်သေးသူရောက်သွားတယ်ဒါပေမဲ့ဘုရားသခင်ဟာအရန်ကောင်းမြတ်တဲ့ဘုရားသခင်ဖြစ်တယ်ဒီလိုအခြေအနေရှိတဲ့အချိန်မှာရှိတဲ့နေရာကနေဘုရားသခင်ဟာတင့်ကိုဘယ်တော့မှမထားခဲ့ဘူး အဲ့ဒီအချိန်နေဟာ သူ့ရဲ့အချိန်ဖြစ်ပါတယ်။သင်အပြစ်ရှိနေတဲ့အချိန်ဟာသင်ကိုအကယ်ချင်ဆုံးအချိန်ဖြစ်တယ်။အကျိုးနည်းဆုံးဖြစ်နေတဲ့အချိန်ဟာခွန်အားအကြီးဆုံးပြန်ဖြစ်နိုင်ဖို့ဖရာသခင်ကသင်ကိုစောင့်နေတယ်။ဘာလို့ရမလဲ။ဖရာသခင်ကိုသာသင်လက်ခံလိုက်ပါယေရှုကတင့်ကိုဘယ်လောက်ချစ်တယ်လဲဆိုတာယောမအခန်းကြီး9အခန်းငယ်10မှာ အပြစ်ရှိနေတဲ့အချိန်မှာတောင်တင့်ကိုဘလောက်ချစ်လဲဆိုတာငါတို့ကို ထင်ရှားစွာ ပြခဲ့တဲ့ယေရှုခရစ်တော်ကိုတင်လက်ခံယုံကြည်တယ်ဆိုရင်အရာရာဟာ ပြောင်းလဲလာမယ်။ယောနာဟာငါးပိုက်ထဲရောက်တဲ့အခါမှာကျွန်တော်စဉ်းစားကြည့်တာအရန်အရာရာဟာသူ့ဘဝမှာစန့်ကျင်ဘက်ဖြစ်တဲ့အချိန်မှာဖြစ်ချင်တော့ငါကလည်းမသေးချာဘူး။ तू ကလည်းမသေးဘူး။မသေးတဲ့နှစ်ယောက်စုံတာလည်းလွဲမယ်မထင်ဘူး။ ဒါပေမဲ့ယောနာဟာစိတ်ဆိုးပြီးတော့မှငါးပိုက်ထဲမှာရှောက်မလို့ပဲနဲ့သူဘာပြောလဲဆိုတော့ယောနာဝိတုအခန်းကြီးနှစ်မှာငါသည်ဒုက္ခဆင်းရဲကိုခံရတဲ့အတွက်ကြောင့်အခုထာဝရဘုရားငါဟစ်ခေါ်တဲ့အခါမှာအံ့ဩစရာပဲအဝေးဆုံးနေရာအစွမ်းစားတွေမရှိတော့တဲ့အချိန်ဘယ်မှာမှတုံးလို့မရတော့တဲ့အချိန်မှာထာဝရဘုရားငါခေါ်တာငါစကားကြားတယ်တဲ့အာမင် ယောနာလိုရှာလို့မရတဲ့နေရာရောက်သွားတဲ့အခြေအနေကလူတော်မှဖျားကိုခေါ်တာဖျားကကြားတယ်ဆိုရင်ဒီကနေ့ကျွန်တော်တို့လွတ်လပ်စွာချီးမွမ်းခွင့်ရတဲ့အချိန်မှာသင်နဲ့ကျွန်တော်နဲ့အော်ဟစ်တန်ချီးမွမ်းတန်ဖျားသခင် ကောင်းကောင်းကြားတာဖြစ်တယ်ဒီကနေ့ဟာသင်အပြစ်အပြစ်ကနေလွတ်မြောက်မယ်နေဖြစ်တယ်ဒီကနေ့ဟာအကျိုးနှင်းချင်းတွေကနေလွတ်မြောက်ရမယ်နေဖြစ်ပါတယ်ယေရှုဟာသင်နဲ့ကျွန်ုပ်ကိုအလွန်ချစ်တဲ့ယေရှုဖြစ်တယ် ်ဘယ်လောက်ချစ်တယ်လဲဆိုတော့ကျွန်တော်တို့အပြစ်ထဲမှာအချိန်တွေဖြုံးနေတဲ့အချိန်မှာပင်လင်အဲ့ဒီအချိန်ဟာတင့်ကိုစောင့်ကြည့်နေတဲ့အချိန်ဖြစ်တယ်တင်သာသူ့ကိုအော်ဟစ်ခေါ်လိုက်မယ်သူ့ကိုယုံကြည်လက်ခံလိုက်မယ်ဆိုရင်အရာရာဟာတင့်ဘဝမှာပြောင်းလဲလာကျမ်းစာတစ်ခုမှာဗာရေးထားလဲဆိုတော့တင်အစင်တင်ဖြစ်တော့မယ်ဆိုတဲ့အချိန်ကိုတောင်မှမဆောင်တဲ့ယေရှုဖြစ်တယ်အခုဖြစ်နေတဲ့အချိန် ရှိတယ်နဲ့နေရာကနေခံစားနေတဲ့အခြေအနေကနေယေရှု ကိုရောကိုကျွန်တော်လက်ခံပါတယ်လို့ခေါ်တယ်ဆိုရင်အဲ့ဒီအချိန်မှာဘုရားသခင်အလုပ်လုပ်မှာဖြစ်တယ်။သင်အစင်သင်ဖြစ်လားမဖြစ်ဘူးလားတော့မဆောင်တဲ့ယေရှုဖြစ်တယ်။အာမင်။နောက်ဆိုရင်ဒီမှာတမန်ကျမ်းစာထဲမှာ လူတယောက်ရှိတယ်။ရှင်ဘောလူဟာဗာပြောလဲဆိုတော့ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး7မှာငါခံရသောဗျာဒိတ်တော်အလွန်ထူးမြတ်တယ်။ ကြီးမားလွန်းတဲ့ယူပါယုံကိုငါရတာဖြစ်တဲ့အတွက်တဲ့ငါ့ကိုဒီပန်းတိုင်မရောက်နိုင်ဖို့စာတန်ရဲ့တမန်ကငါ့ကိုအမြဲတမ်းဆုံးရှုံးဖို့ငါ့ကိုအမြဲတမ်းလက်မြောက်ဖို့တွန်းအားပေးနေပေမဲ့တဲ့အံ့ဩစရာပဲတဲ့ဒီအရာတွေကြောင့်ငါဟာပိုပျက်စီးသွားမယ်လို့ထင်ခဲ့တာမပျက်စီးဘဲနဲ့ဖျားရှိမှငါဒူးထောက်ဖို့ဖြစ်လာစေတယ် ဒီနေ့တင်ဒီလောက်အပြစ်များနေတယ်အချိုးနှဲနေတာကတိုက်ဆိုင်မှုမဟုတ်ဘူးဖယားရှိမာတာပြန်လှဲ့လာကြည့်တင်ဟာအလွန်ထူးမြတ်တဲ့အရာတွေဖယားသခင်ပြင်ဆင်ထားလို့ဖြစ်တယ်အဲ့ဒါကြောင့်အိုးလက်မခံတဲ့ယေရှုကိုအချိုးနှဲနေတယ်ဒါဖြစ်ရမှာဗောတင်ရဲ့မျိုးရိုးကလည်းဒီလိုဖြစ်တယ်ဒါတော့လက်ခံရမှာဗောအဲ့ဒါကတင်မှာကြီးမားလွန်းတဲ့ထူးမြတ်လွန်းတဲ့အရာရှိတာကိုတိတဲ့စာတန်ကမနာလိုလို့တားနေတာဖြစ်တယ်ဒီကနေ့ ဖရာသခင်ကိုရောကိုကျွန်တော်လက်ခံပါတယ်လို့ယိုယိုလေးသာခွင့်ပြုလိုက်ပါသင်ဟာဖရာသခင်ပြင်ဆင်ထားတဲ့ထူးမြတ်တဲ့အရာတွေရောက်ရှိလာဖို့ဖရာသခင် အချိန်ဖြစ်ပါတယ်အာမင်ဒါကြောင့်ရှင်ပေါ်လို့ကပြောလဲနှစ်ကောခန်းကြီးဆက်နှစ်အခန်းငယ်၉မှာဖရာသခင်ကငါဂျေဇူးဟာသင်အဖို့လောက်တယ်ငါတကူးဟာအာနေချင်းအဖြစ်၌ဆုံးလင်းတယ် ဖယားရဲ့တကိုးဟာဘယ်အချိန်မှသူ အပြအချင်းဆုံးလဲဆိုတော့တင်လုံးဝအားအနည်းဆုံးအချိန်ဟာသူတကိုးအပြအချင်းဆုံးအချိန်ဖြစ်တယ်တကိုးပြယုံမဲမဟုတ်ဖယားရဲ့တကိုးကတင်ကို အကောင်းဆုံးကိုလှုပ်ပေးချင်နေတဲ့တကိုးဖြစ်တယ်ငါရဲ့ဂျေဇူးကတင်အဖို့လောက်တယ်ဆိုတာကတဲ့ငါမင်းနဲ့သာအတူရှိမယ်ဆိုရင်ငါဟာမင်းရဲ့လိုအပ်ချက် အားလုံးရဲ့အဖြေဖြစ်လာမယ်လို့ယေရှုကပြောနေတာဖြစ်တယ်အာမင် ဒါဆိုရင်ဒီမှာရှင်ဘောလို့ကပြောတယ်ငါဒီအားနေတော့အခါတကိုးနဲ့ပူပြေဆုံးအရေးကြီးတာတင့်မှာအလိုရှိတဲ့ဆန္ဒလေးတစ်ခုရှိဖို့ပဲဘာအလိုရှိရမလဲယေရှုခရစ်တော်ဘုရားကိုတင်းရဲ့ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံဖို့ဆန္ဒရှိပါအကျိုးနည်းဆုံးအချိန်လို့အခုချိန်မှာတင်ခံစားနေတယ်ဒီအချိန်ဟာအလိုရှိရမယ့်အရာတစ်ခုကယေရှုကငါ့ကိုစောင့်နေတဲ့အချိန်ဖြစ်တယ် ယေရှုကိုငါလက်ခံမယ်လို့နှလုံးသားကိုဖွင့်ပြီးတော့မှ လက်ခံဖို့အချိန်ဖြစ်တယ်။သခင်ယေရှုခရစ်တော်ဘုရားကသင်နဲ့ကျွန်ုပ်ဒီလိုခံရမယ်ဆိုတာသိတဲ့အတွက်ခမည်းတော်နဲ့သားတော်တန်ရှင်းသောဝိညာဉ်တော်ဟာဘယ်တော့မှမခွဲမခွာ အတူတူရှိနေကြတဲ့လူဟာသင်နဲ့ကျွန်ုပ်အပြစ်ကြောင့်ဝေးကွာတာကိုမဆဖို့အတွက်လက်ဝါးကားတိုင်းပေါ်မှာခမည်းတော်ကိုယ်တိုင်ရဲ့မျက်နာလွှဲပြီးတော့မှ ဝေးကွာခြင်းကိုခံခဲ့ပြီးသွားပြီဖြစ်တယ်။အာမင်။နောက်တစ်ခုပါလဲ powerless ယေရှုဟာအရာခတ်သိမ်းကိုတဆွမ်းနိုင်ခဲ့ပေမဲ့တင်းနဲ့ကျွန်ုပ်လိုဘာမှအစွမ်းစမရှိသလိုဖြစ်ဖို့အတွက် ကားတိုင်းပေါ်မှာဘာမှမလုပ်နိုင်တဲ့အခြေအနေတစ်ခုကိုခံယူသွားခဲ့ပြီးပြီဖြစ်တယ်။နောက်တစ်ခုယေရှုဟာအားနည်းတဲ့ယေရှုမဟုတ်ဘူး။အရာခတ်သိမ်းရဲ့အရှင်ဖြစ်ပေမဲ့တင်းနဲ့ကျွန်ုပ်အားနည်းခြင်းကိုမဆဖို့အတွက် ူဟာအားနည်းစွာနဲ့ကားတိုင်ပေါ်မှာတက်ခဲ့ပြီးသွားပြီဖြစ်တယ်။နောက်တစ်ခုယေရှုဟာဝိညာဉ်တော်ဟာသူနဲ့အမြဲတမ်းရှိနေခဲ့တာပါ။ဒါပေမဲ့သင်နဲ့ကျွန်တော် အကူအညီမဲ့တဲ့ဘဝကနေလွတ်စေခြင်းလို့သူအကူအညီမရတဲ့အချိန်တခုကားတိုင်ပေါ်မှာရောက်သွားခဲ့တာသင်နဲ့ကျွန်တော်အတွက်ဖြစ်ပါတယ်။နောက်ယေရှုဟာခမည်းတော်သူ့အမြဲတမ်းချစ်တယ်။လူတွေကသူ့အမြဲတမ်းချစ်တယ်လို့ထင်ပေမဲ့သင်နဲ့ကျွန်တော်လို့စန့်ကျင်တဲ့အရာတွေမနာခံနိုင်တဲ့အရာတွေ ပုံကံတဲ့အရာတွေကိုခံယူပေးဖို့အတွက်တရားစီရင်တဲ့အချိန်မှာသူ့ဘက်မှာတရားမှမရှိတော့ဘဲနဲ့သူတယောက်တည်းအားငယ်စွာရှိနေပေးခဲ့တာသင်နဲ့ကျွန်ုပ်စန့်ကျင်ခြင်းတွေရနေလက်မခံခြင်းတွေရနေညှင်းပယ်ခြင်းတွေရနေပြန်လက်ခံခြင်းရဖို့ယေရှုယူသွားပြခဲ့ပြီဖြစ်တယ်နောက်တစ်ခုယေရှုဟာဘယ်မှာပဲရှိရှိဘယ်အရာမဆိုသူ့ကိုတားနိုင်တဲ့လူမရှိဘူးအနန္တတကုရှင်ဘုရားသခင်ဖြစ် ဒါပေမဲ့တင်းနဲ့ကျွန်ုပ်ဟာအတုံးမဝင်တဲ့အခြေအနေရောက်သွားတာကိုပြန်လဲအတုံးဝင်နိုင်ဖို့အတွက်ယေရှုဟာဘာမှသူ့နာမရောသူ့ရဲ့ခြေလက်တွေရောဘာမှလှုပ်လို့မရတော့အောင်ခြီနှောင်ပြီးတော့မှ အသေးခံသွားခဲ့ပြီဖြစ်တယ်။ဒီကနေ့မိုးဟာရွာနေတာဖြစ်တယ်။စဉ်းစားကြည့်ပါ။မိုးရွာတဲ့အချိန်မှာ ရေမရှိတဲ့နေရာမှာတင်ရှိလို့မိုးရေခံမယ်ဆိုပါတော့။တင်ခံယူတဲ့ခွက်ကကြီးလေလေ မိုးရေကပူရလေလေဖြစ်တယ်။ဒါပေမဲ့သင်စင်းစားမယ်။အိုးခွက်ကြီးတာနဲ့သေးတာနဲ့နှိုင်းရှင်မယ်ဆိုရင်ဟာခွက်ကြီးတဲ့လူကလိုအပ်ချက်ပူများတာနဲ့သွားတူတာဖြစ်တယ်။ဒါပေမဲ့လိုအပ်ချက်အများဆုံးရှိတဲ့လူကမိုးတကယ်ရွာလာလို့အတူတူခံတယ်ဆိုရင်ခွက်သေးသေးလေးထက် ရေပူရသလိုဒီနေ့သင်ဟာဒီတရားကိုကြားတဲ့အချိန်မှာငါမှပြစ်လဲရှိတယ်။ငါအကျိုးနဲ့ဖြစ်နေရတယ်။စွန်းလဲမထုတ်နိုင်တော့ဘူး။ ဆုကျေးဇူးတွေလည်းမပေါ်လာနိုင်တော့ဘူးငါဟာအားနည်းနေတယ်တခုခုမှယုံကန်နေရအကူအညီလည်းမရှိဘူးအရာရာတွေးခေါ်သမျှအားလုံးဟာယုံမှားခြင်းတွေဖြစ်လာဆန့်ကျင်ဘက်တွေဖြစ်လာဒါတင်မကဘူးကျွန်တော်ဟာပေနေရမှာမှရှိနေပေမဲ့ကောင်းကောင်းအသုံးမတည့်နိုင်တော့ဘူးတင့်မှာလိုအပ်ချက်အများဆုံးထဲမှာတယောက်ပါရင်ဒီနေ့ကျေးဇူးတော်ချီးမွမ်းမိုးကကြနေတယ်ဝိညာဉ်တော်ကအလုံးလုံးနေတယ် 我尼侬个听过多少呢？听到耶稣个勒看来没说耶，听哈面上讲起也没肚皮巴嘞。那将底下听哈哦，我做呢嘞，我嘛不信呢嘞。第悄悄说望我呢，偷偷听信呢嘞。第几年没有望我信呢嘞？所以，到底哑巴？但听耶稣什么？哎呀，讲嘞难以的可惜嘞。都要钱哈咯，听苦不信呢嘞，路看啥嘞？钱哈？ အပြစ်ကကယ်ဖို့သူ့ရဲ့အချိန်ဖြစ်နေတယ်။ဟိုငါမှစုဂျေဇူးတွေဘာတွက်ဖျားခေါ်လဲမသိဘူး။ငါစုဂျေဇူးတွေကဘယ်မှာသုံးရမလဲမသိဘူး။အဲ့ဒီအတွက်ဒီနေ့ဖျားခွဲခန့်တဲ့နေရာတွေပွင့်လာဖို့ယေရှုကတင့်ကိုစောင့်မျှော်နေတယ်။ဟိုတင်တစ်ခုခုမှယုံကံရတယ်။ယုံကံပြီးတော့မှအဲ့ယုံကံတာကိုဖုံးဖိပြီးတော့မှအပြင်းမှာ မယုံကံရသလိုနေတဲ့အခြေအနေကနေအထဲမှာကလေးကလွတ်မြောက်နေပြီလွတ်မြောက်ခြင်းနဲ့စီးဆင်းပြီးတော့မှအသက်ရှင်ရတဲ့ဘဝမျိုးပေးဖို့ယေရှုကတင့်ကိုစောင့်မျှော်နေပါတယ်ဒါဒီမှာကအကူအညီမရှိခဲ့လို့အားမငယ်နဲ့ယေရှုကပြောတယ်ငါသွားရင်မင်းတို့အတွက်ပို့ချိုးရှိမယ်ငါကိုတစ်ချိန်လုံးမှစခဲ့တဲ့ဝိညာဉ်တော်ဟာဒီနေ့မင်းတို့နဲ့အတူရှိမယ်အကူအညီ မရှိလို့အားမငယ်နဲ့ အကူအညီမရနိုင်လို့တင်စိတ်အပူပန်နေလားဝမ်းနည်းနေလားတန်ရှင်းသောဝိညာဉ်တော်အလုံးလို့ဖို့ခုတင်းကိုစောင့်နေပါတယ်တင်းကိုကူညီဖို့အတွက်စောင့်မျှော်နေတဲ့ဝိညာဉ်တော်ဖြစ်ပါတယ်နောက်တစ်ခုတင်ရအိုးဘယ်မှာတုံးရမှာလဲယေရှုကပြောတယ်ကောင်းကင်ပေါ်တက်ပြီးတဲ့အခါမှာငါဤနာမ၌ယေရှုကမှာခဲ့တယ်တင်းအခြေအနေအားလုံးကြုံတွေ့တဲ့အရာပေါ်မှာဒီကနေ့ယေရှုနာမကိုစသုံးပါ အယားယာဟာအတုံးထည့်သွားပါလိမ့်မယ်။ယေရှုနာမ၌တင်းရဲ့အတွင်းထဲမှာရှိနေတဲ့ယောဂါတွေအမိန်ပေးပါ။ဒန်ချစ်တော်အဖင်ဒီကျမ်းမာခြင်းဟာငါအတွက်ဖြစ်ပြီ။တင်းရဲ့ကူကောင်းထဲမှာနာကျင်မှုတွေရှိနေလား။ယေရှုခံခဲ့တဲ့ဆူးရစ်တရဖူကြောင့်ကြခဲ့တဲ့အသွေးတွေကြောင့်ငါရဲ့အုံနောက်ဟာကောင်းတဲ့အုံနောက်ဖြစ်တယ်။တန့်ရှင်းတဲ့အုံနောက်ဖြစ်တယ်။ယုံမှားခြင်းနဲ့ကင်းတဲ့တမန်တရားနဲ့အညီ လက်ခံနိုင်တဲ့ယုံကြည်နိုင်တဲ့အတွေးခေါ်မျိုးပိုင်ဆိုင်ရတဲ့သူဖြစ်တယ်။ယေရှုနာမ၌ငါရဲ့အဆုတ်တွေနာမရတာအဆုတ်ဖြစ်ပေမဲ့ငါကောင်းပြီ။အာမင်။ယေရှုနာမ၌ငါရဲ့ခြေသလုံးတွေခြေထောက်တွေငါရဲ့ကိုယ်ခန္ဓာအစိတ်ပိုင်းအားလုံးကျန်းမာမယ့်နေ့ဖြစ်ပြီ။သုံးကြည့်ပါယေရှုကို လက်ခံပြီးတဲ့အချိန်နေစယေရှုနာမဟာ င်းရဲ့အခြေအနေအတိုင်းအရာရာတိုင်းအချိန်တိုင်းမှာတင်းအတွက်အသုံးအဝင်ဆုံးလက်နက်တစ်ခုဖြစ်လာပါလိမ့်မယ်။ယေရှုနာမ၌ငါအခန်းထဲမှာမကောင်းတဲ့လေထုတွေဖယ်လိုက်ပါ။ယေရှုနာမ၌ငါတို့ရဲ့မိသားစုမျိုးဆက်ကျိန်စာတွေအားလုံးယေရှုဖြတ်ခဲ့ပြီးငါတို့မျိုးဆက်ဟာလွတ်မြောက်တဲ့မျိုးဆက်ဖြစ်ပြီး။တင်းသာတတိရှိတယ်ဆိုရင်ယေရှုနာမ၌ယေရှုကမှာခဲ့တဲ့ငါပြုတ်သောအမှုကိုပြုမယ်။ ငါပြုတ်သောအမှုထက်တာ၍ကြီးတဲ့အမှုတော်ပြုတ်မယ်လို့ဂတိပေးတယ်ဆိုရင်ငါရဲ့မိဘတွေဘိုးဘွားတွေအဖေဖက်က အမေဖက်က မလုံနိုင်ခဲ့တဲ့ကိစ္စမျိုးမှာယေရှုနာမ၌ငါဟာတာ၍ကြီးမားစွာလုံနိုင်ရမယ့်အခွင့်ကိုဖျားပြင်ဆင်ပေးမယ်။တမိုင်းကို ပြောင်းလဲစေဖို့ပဲမဟုတ်ဘူး။ပထဝီကိုလည်းပြောင်းလဲစေမယ့်လူဖြစ်တယ်။အာမင်။တမန်ကျမ်းစာထဲမှာ prophet တွေဟာတမိုင်းပဲပြောင်းလဲတာမဟုတ်ဘူး။ မိုးရာသီမဟုတ်ရင်တောင်မှလေထုကိုပြောင်းနိုင်ကြတယ်သူတို့ဟာသူရဲ့ပုံမှန်မဟုတ်နိုင်တဲ့ဘယ်တော့မှလည်းဟုတ်တော့မှမဟုတ်တဲ့နေတွေကိုရက်တန့်စေခဲ့ကြတာဒီနေ့ယောရှုကိုးကွယ်တဲ့ဖခင်အေလိယကိုးကွယ်တဲ့ဖခင်ဟာကျွန်တော်တို့ကိုးကွယ်တဲ့ယေရှုဖခင်ဖြစ်ပါတယ်ယေရှုနာမဟာသင်ရဲ့အခြေအနေတိုင်းမှာအလုံးမှန်ကန်လာပါလိမ့်မယ်ယေရှုနာမ၌ငါ့ရဲ့လုပ်ငန်းတွေအပေါ်မှာ တားဆီးနေတဲ့အရာတွေလွဲစေတဲ့ miss call တွေအားလုံးယေရှုနာမ၌အမိန့်ပေးလိုက်ပါယေရှုနာမနဲ့ဘယ်တယောက်နဲ့ငါထိတွေ့ရမလဲဘယ်သူနဲ့တွေ့ဖက်ရမလဲငါသူ့အကြောင်းမသိဘူးယေရှုအသွေးတော်ကိုကြီးညာထားလိုက်ပါ အကောင်းဆုံးလူတွေတင့်အတွက်ကောင်းချီးဖြစ်မဲ့လူတွေဘုရားသခင်ပို့ဆောင်လာပေးပါလိမ့်မယ်အာမင်ဒါကြောင့်ဒီကနေ့မှာဒီတရားကိုသင်နာရင်းနဲ့ဟေးငါမှာတော့ အဖြစ်ရှိတယ်ဥပမာနောက်ဆုံးအနေပြောကြည့်မယ်ယေရှုနာမငါဝန်ခံနေပေမဲ့ငါယေရှုနာမအလုံမလုံမလုံတလို့ခံစားနေရတယ်ဆိုရင်ဒီနေ့ယေရှုကိုယုံကြည်ပြန်လက်ခံပါအာမင်နောက်တစ်ခုဩငါဟာစဉ်းစားနေတယ်တွေးခေါ်နေပေမဲ့ဒါတော့မဖြစ်နိုင်ဘူးတမန်ကျမ်းစာကိုဖတ်ပေမဲ့ငါအတွက်တော့မဖြစ်နိုင်ဘူးထင်တယ်သူ့အတွက်တော့ဟုတ်မယ်ငါအတွက်မဟုတ်နိုင်ဘူး ungodly belief မှားယွင်းတဲ့ယုံကြည်မှုလိုမျိုးဖြစ်နေတယ်ဆိုရင် ဒီနေ့ယေရှုကိုပြန်လက်ခံပါလမ်းမှန်ကိုပူပေမဲ့ယေရှုဖြစ်တယ်ဒါမို့အတင်းမှာအကူအညီမဲ့တယ်လို့ခံစားနေရအကူအညီအလိုအပ်ဆုံးအချိန်မှာဘယ်နေရာမှာမှအဆရှာလို့မရရင်တောင်မှဝိညာဉ်တော်နဲ့လွတ်ဖို့တင်ပဲပြေးနိုင်ပါလေနေရာတိုင်းမှာရှိတဲ့ဝိညာဉ်တော်ကတင့်ကိုကူညီပေးလိမ့်မယ်ဒီမှာတွေ့ရတဲ့မြေကြီးပြင်မှာဘယ်သဲလွန်ဆာမှမရတော့ရင်တော့ ကောင်းကင်ကမာနမုတ်ကိုချပြီးတော့မှနှစ်ပေါင်း40ကျွေးတဲ့ဖခင်ကတင့်ကိုကောင်းကောင်းထောက်ပတ်နိုင်တယ်။ဖခင်သခင်ရဲ့နာမကိုကျွန်တော်သဘောကျတယ်။ဝိညာဉ်တော်ကျွန်တော်နားလဲစေတယ်။ငါဟာကြီးမြတ်တဲ့သူဖြစ်တယ်တဲ့။ကြီးမြတ်ခြင်းဟာ G R E A T great ဖြစ်တယ်။အဲ့ဒီ great မှာတော့မှတင့်ဖခင်ကိုချီးမွမ်းတတ်ရင် E A T ဆိုတဲ့အစားအသောက်တွေတင့်ကိုထောက်ပတ်နိုင်တယ်။အာမင်။ဆရာဒီနေ့ဒါတင်မက သင်ဟာစဉ်းစားတဲ့အခါမှာအေးသင်ဟာပြောတယ် yes ငါဟာကျမ်းမာတဲ့သူဖြစ်တယ်ငါဟာလွတ်မြောက်တဲ့သူဖြစ်တယ်ဒါပေမဲ့သင်တခခုမှယုံကနေသေးတယ် weak ဖြစ်နေတယ်ဆိုရင်ဒီနေ့ယေရှုကိုလက်ခံပါအားကြီးတဲ့ယေရှုဟာသင်ထဲရောက်လာရင်ရွှေလင်းယုံခွန်အားတွေပြန်ရောက်လာ ဘယ်သူပြောလဲအသက်တရာကျော်လို့ဘာဖြစ်မလဲမောရှေဘာမှမဖြစ်ခဲ့ဘူးဒါဆိုရင်မောရှေကိုးကွယ်တဲ့ယေရှုဟာသင်နဲ့ကျွန်တော်ကိုးကွယ်တယ်ဆိုရင်ကျွန်တော်တို့တွေအယံကြည့်ကောင်းလာအောင်မယ်အာမင်ဒါတိမကသင်ဟာ powerless ဘုရားသခင်ငါ့ကိုဘာအတွက်ခေါ်လဲငါမှာအစွမ်းစားတွေရှိတယ်လို့ထင်ပေမဲ့တကယ်ဆသုံးလိုက်တဲ့အခါမှာတဟဇာတမဖြစ်နိုင်ဘူးဒီနေ့ယေရှုကိုလက်ခံပါ သင်ဘယ်အတွက်ခေါ်ထားလဲဘယ်နေရာမှာသင်ကိုထားလဲသင်အတွက်ပြင်ဆင်ထားတဲ့စပွဲဟာဘယ်နေရာလဲဆိုတာကောင်းကောင်း ပြယုံမက ခေါ်သွားပေးနိုင်တဲ့ဝိညာဉ်တော်ကသင်ကိုစောင့်နေတယ်။နောက်ဆုံးတစ်ခုအိုးငါဟာအပြစ်ရှိတယ်။ဒါကြောင့်ငါဖျားနဲ့ဝေးတယ်လို့ခံစားနေရတယ်ဆိုရင်ဒီနေ့သင်ရဲ့အပြစ်ကနေကယ်ချင်တဲ့ယေရှုကိုလက်ခံလိုက်ပါ။ယေရှုအားဖြင့်သင်ဟာဖျားနဲ့နှီးသွားတဲ့အခါမှာ မြင်အောင်ကြည့်လိုက်ပါဖယားသခင်နဲ့တင် အတူပါရှိခွင့်ရတဲ့အချိန်မှာဖယားဟာတင်နဲ့ပဲအတူရှိတာမဟုတ်ဘူးတင်အแทးမှာလည်းရှိတဲ့ဖယားသခင်ဖြစ်နေတင်နဲ့တင်ဟာသူ့နောက်ကိုလိုက်နေတယ်တင်မောသွားလို့တစ်ခါခါအားနေသွားရင်တင်အแทးမှာလည်းသူရှိတဲ့အတွက်မောသွားပြီဆိုရင်တင်ကို carry လုပ်သွားမဲ့တည်သွားမဲ့ယေရှုဖြစ်ပါတယ်တင်အတွက်ပြင်ဆင်ထားတဲ့ပန်းတိုင်တင်အတွက်ဆွဲထားတဲ့ယူပါယောမရောက်မချင်းတစ္ဆာရှိစွာ မဆပို့ဆောင်မဲ့ယေရှုဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ဘုရားသခင်ရဲ့နာရီဟာဘယ်နာရီလဲ။အခုအချိန်ဖြစ်ပါတယ်။ဒီနေ့သင်ပြည့်ရှိတယ်လို့ခံစားရတယ်ဆိုရင်အကျိုးနည်းနေတယ်လို့ခံစားရင်ယေရှုကို လက်ခံဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ငါအကျိုးနည်းတာ၆ချက်တည်းမှာအလုံးဖြစ်နေပါလားဆိုရင်ဒီနေ့လက်ခံပါသင်ဟာကောင်းချီးအများဆုံးတောင်ရမယ့်လူဖြစ်ပါတယ်။အာမင်ဘုရားသခင်ကောင်းချီးပေးပါစေ။